ုမ္ပဏီနှစ်ခုကြားမှာတန်းနှချီတဲ့နဲ့စာကျုပ်တကူကစက်ကူးကြီးလဲပါအောင်ငင်းပွားနေတာကလည်းအချစ်တစ်ချက်တဲမော့မှာပဲကုမ္ပဏီကားကအရေးကြီးတဲ့စာတစ်စောင်ကိုလက်ခံမရခဲ့ဘူးလို့အခိုင်အမာပြောနေတယ်ဟုတ်ကဲ့ကုမ္ပဏီခါကလည်းပို့ပြီးသားဆိုတာသိကြတယ်လို့ဆိုပြန်ရောအဲ့မှာပြဿနာကဘသူမှမခိုင်မာတဲ့တည်တည်ထောက်ထောင်မရှိဘူးဟုတ်တယ်ဒီလိုအခြေအနေမျိုးနေမှာတရားရုံးကဘသူစကားကိုယုံလဲဆိုတာကတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတယ် အဲ့ဒီအဖြေကလေနေစလူနေကြောယုံလငန်းစင်တခုဓမ္မမဟုတ်ညာစားစားပွဲတခုကနေတတိလက်လွတ်ပြိုးလိုက်တဲ့စကားတစ်ခုပေါ်မှာမူတည်သွားနိုင်တယ်ဆိုရင်ရောအဲ့ဒါကတကယ်ကိုဖြစ်နိုင်ပါတယ်ဒီနေ့ကျမတို့ရဲ့လေ့လာမှုမှာတော့ဒီလိုအခြေအနေတွေကိုဖြည့်ရှင်းပေးနိုင်တဲ့မြန်မာနိုင်ငံရဲ့တသက်ခံအဥပဒေ၆ချိမဲ့ခုတစ်စင်းနှစ်ခုကိုအခြေခံမှုနှစ်ခုကိုအသေးစိတ်ဆွေးနွေးသွားမှာပါဟုတ်ကဲ့အဲ့ဒါဒီကတော့ပုံမှန်၆မှာပါတဲ့လူရောလုံစင်ကောနော် cost of business လို့ခေါ်တဲ့မြင်မြင်နိုင်တဲ့တည်ထခံချက်နောက်ခုခုကပုံမှန်ဆက်ခွင့်မှာပါတဲ့ဝင်ခံချက် admission ပေါ့ကိုယ်စကားနဲ့ကိုပြန်ပက်နိုင်တဲ့ဥပဒေရဲ့အစွမ်းအကြောင်းပါနော်မှန်ပါတယ်ဒီဆွေးနွေးမှုကဥပဒေပုံမှန်တွေကိုအလွတ်ကျပ်ဖို့ထက် နေစဉ်ဘဝကလုပ်ရတဲ့နဲ့စကားတွေကတရားခွင်မှာဘလောက်တောင်အစွမ်းတတ်တဲ့လက်နဲ့တိပစ်သွားနိုင်တယ်လဲဆိုတာကိုနားစင်စဖို့ပါပဲကဲဒါဆိုရင်ကျမတို့ဆော့ဆော့ကပြောခဲ့တဲ့ကုမ္ပဏီနှစ်ခုရဲ့ပြည်ထနာကို အရင်ဆုံးဖြည့်ရှင်ကြည့်တောင်းကုမ္ပဏီခကစာချုပ်ဖြစ်တဲ့ကြောင်းအချောင်းကြစာကိုပို့တယ်လို့ဆိုတယ်ကုမ္ပဏီခကတော့မရဘူးလို့ငြင်းနေတယ်အဲ့ဒီမှာစာပို့လိုက်တဲ့စာရေးမလေးကိုခေါ်စစ်ဖို့ကလည်းအလွတ်ထွက်သွားပြီဆိုတာမျိုးဖြစ်တတ်တယ်လေဟုတ်တယ်အဲ့လိုဆိုဘူးလို့လုံးရဲ့ဒီနေရာမှာပုံမှ16ကဝင်လာတာပဲနော်ဟုတ်ပါတယ်ပုံမှ16ရဲ့အဓိကအချက်က ရှင်းပါတယ်တကယ်လို့အလုပ်တစ်ခုဟာပုံမှန်လုပ်နေကြလုပ်ငန်းစဉ်အဲ process တစ်ခုရဲ့အစိပ်ပိုင်းဖြစ်တယ်ဆိုရင် တရားရုံးကအဲ့ဒီအလုပ်ကိုဒီတဲ့ချိန်မှာလဲလုတ်ခဲ့ပြီးဖြစ်မယ်လို့ယူဆနိုင်တယ်ဆိုတာပါပဲ။ဟာ Presumption of regularity Locarda Erala အတိအကျပါပဲ။အရာရာတိုင်းဟာပုံမှန်တိုင်းပဲဖြစ်ဖြစ်လေးရှိတယ်ဆိုရယ်ယူဆချက်ပေါ့။ဒါကဘာကိုဖြစ်ပလဲဆိုတော့ဥပဒေဟာလက်တွေ့ဘဝနဲ့နီးစပ်ပြီးကောင်းကောင်းလဲပတ်နေတဲ့စနစ်တွေကိုအတိမတ်ပြူတယ်။ယုံကြည်တယ်ဆိုတာပါပဲ။အင်းဆိုတော့ ကွန်မတီကိတ်ကတရားရုံးမှာတက်တည်ပြရမှာကကျမတို့ဒီစာတစောင်းကိုပို့ပါတယ်လို့တက်တည်ပြတာထက်ဟုတ်ကဲ့ကျမတို့စီမနေ့စဉ်စာပို့တဲ့ခိုင်မာတဲ့လုပ်ငန်းစဉ်တစ်ခုရှိပါတယ်ဆိုတော့ပြရမှာပေါ့နော်တိကျပါတယ်တို့တို့အနေနဲ့ကျွန်တော်တို့ရုံးမှာနေ့တိုင်းညနေ၄နာရီဆိုရင်ထွက်စာအားလုံးကိုစုတယ်စာရေးပေါ်မှာတက်စိတ်တုံးထူတယ်စာရင်းသွင်းတယ်ပြီးတော့တတ်မှတ်ထားတဲ့စာပို့သမားကစာတိုက်ကိုသွားပို့တယ် ဆိုတဲ့စနစ်ကျကျရှိတဲ့လုံရုပ်လုံစဉ်ကိုတည်တည်ပြနိုင်ဖို့ပဲလိုပါတယ်။အဲ့ဒီလုပ်ငန်းစဉ်ကိုတည်တည်ပြနိုင်ပြီဆိုတာ ਨੇ ။ဟုတ်ကဲ့။အငင်းပွားနေတဲ့စားတဲ့ဆောင်ကလည်းအဲ့ဒီစနစ်ရဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့ပုံမှန်တိုင်းပို့ပြီးသားဖြစ်လိမ့်မယ်လို့တရားရုံးကကောက်ချဆွဲနေတော့ပြီ။ဒီနေရာမှာကျွန်မနည်းနည်းမရှင်းတာတစ်ခုရှိတယ်။အဲ့ဒီလုပ်ငန်းစဉ်ကဘလောက်ထိခိုင်မာနေဖို့လိုအပ်မလဲရှင်။ဥပမာအဲ့ဒီနေရာစားပို့နေကြလူကနေမကောင်းလို့လူစားထိုးထားရတဲ့အစနီလို့အဲ့ဒီယူဆချက်ကပြည့်ပြည့်သွားနိုင်သလား။ အရာရန်ကောင်းတဲ့မိခုံမှာဥပဒေက လူတူတယောက်ရဲ့အလေးအာအထက်စနစ်ရဲ့ခိုင်မာမှုကိုပေါ်အလေးထားပါတယ်လေလူတယောက်ပြောင်းထွားတာကအရေးမကြီးပါဘူးအာ process coding ကအရေးကြီးတာပေါ့ဟုတ်ပါတယ်လုပ်ငန်းစဉ် process coding ကစပ်ပြီးလေးပတ်နေသလားဆိုတာကအဓိကပါကုမ္ပဏီခကဘဒုပဲတာဝန်ကြကြဒီအစ်စ်နေအတိုင်းလုံးဆောင်ရမယ်ဆိုတဲ့ရုံးရဲ့ SOP standard operating procedure ရှိတယ်ဆိုတာကို ပြနိုင်ရင်လုံလောက်ပါတယ်။ဒါဆိုတဖက်ကွန်မဏီကအနေနဲ့ဒီယူဆချက်ကိုချိုးဖြတ်ခြင်းရော။အဲ့ဒါဆိုရင်တော့သူတို့ဘက်ကအဲ့ဒီနေ့ကသူတို့ယုံမှမီးပြက်နေလို့စာရင်းသွင်းတဲ့ကွန်ပျူတာအလုံးမလုံးခဲ့ဘူး။ဆိုတာမျိုးလို့အဲ့ဒီနေ့မှာအဲ့ဒီစနစ်ကိုပြက်လျွင်းစေခဲ့တဲ့တိကျတဲ့အထောက်အထားတစ်ခုခုရှားပွေတင်ပြနိုင်မှာရပါလိမ့်မယ်။အခုမှသဘောပေါက်သွားပြီ။ဒါဆိုရင်ဘုံမဆက်6ရဲ့တကက်အစွန်းကစာပို့လိုက်တယ်ဆိုတာကိုတက်တည်ပြတာတသက်မဟုတ်ပေ တက်တည်ပြရမယ့်တာဝန် burden of proof ကိုတပတ်ကိုလွင်ချလိုက်တာပဲနော်ဟုတ်တယ်ဟုတ်တယ်ဥပဒေအားကုမ္ပဏီအကိုကြိုလိုက်တယ်လို့ပဲသူတို့ရဲ့လုပ်ငန်းစဉ်ကခိုင်မာတယ်ဒါကြောင့်စာပို့ပြီးတော့ငါတို့ကယူဆလိုက်ပြီမင်းတို့ဘက်ကအဲ့ဒီနေ့မှာပုံမှန်မဟုတ်တဲ့အမားယွင်းတစ်ခုခုဖိခဲ့တယ်ဆိုတာကိုတက်တည်မပြနိုင်မချင်းဒီယူဆချက်ကအတီးပဲဆိုတဲ့သဘောမျိုးပဲဒါကတရားစွဲဆိုမှုမှာ အလွန်ကြီးမားတဲ့ဖြူဟာမြောက်အားသာချက်တစ်ခုပဲလုံးဝအမှန်ပါတယ် အဲ့ဒီအချက်ကိုပို့ပြီးအကောင်းစေတဲ့နောက်ဥမာတစ်ခုရှိသေးတယ်။အဲ့ဒါကစားတဆောင်ကိုပို့လိုက်တယ်။ဒါပေမဲ့စားပို့သူစီကိုပြန်မရောက်လာဘူးဆိုတဲ့အချက်ပါ။အင်းစားတဲ့လုပ်ငန်းစဉ်မှာလိပ်စာမနေရင်လူမတွေ့ရင် စားပို့သူစီကိုစားပြန်ပို့တယ်လို့ရုပ်လို့ဆင်ရှိတယ်ဆိုပါစို့။အခုကိုပို့လိုက်တဲ့စားကကိုစီပြန်မရောက်လာဘူးဆိုတဲ့ဘာမှမဖြစ်ချင်း absence of an event ကလေ။ကိုကြီးဝဲတဲ့လောက်ဆောင်ချက်ဖတဲ့စားလက်ခံသူစီကိုရောက်သွားတယ်ဆိုတာကိုတတ်သိပြရရောက်သွားပြန်တော့ အတိကျပဲဒီနေရာမှာမဖြစ်ခဲ့ခြင်းဆိုတဲ့အချက်ကိုတိုင်းကအားကောင်းတဲ့တက်တဲ့တစ်ခုဖြစ်လာတာဟာဒီပုံမရဲ့အလွန်သိမ့်မွေ့ပြီးအစွမ်းထက်တဲ့အပိုင်းမှာပဲကဲဒါဆိုရင်ကျမတို့ရဲ့ဇလန်းမှာကုမ္ပဏီခကသူရဲ့လုပ်ရိုးလုပ်စဉ်ကိုခိုင်ခိုင်မာမာတက်တဲ့ပြနိုင်ခဲ့တယ်လို့ပဲယူဆလိုက်ကြပါစို့ဒါပေမဲ့ဒီမှုကဒီမှတွေမပြီးသေးဘူးဟုတ်ကဲ့အမှုသူပြီးရတတဘအနေငယ်အကြာမှာကုမ္ပဏီကရဲ့မန်နေဂျာကမိတ်ဆွေတွေနဲ့ညစာစားရင်း ကုမ္ပဏီခက စားတဆောင်ပို့ထားတာတော့ရပါတယ်။ဒါပေမဲ့သူတို့ဘက်ကဥပဒေကြောင့်အာနယ်လို့ကျမတို့ဘက်ကအရေးမလုပ်ပဲထားတာလို့ပြောလိုက်တယ်။ဟုတ်။အဲ့ဒီစကားကိုမိတ်ဆွေတယောက်ကကြားထားတယ်။အဲ့ဒီစကားတခွန်းကအဖို့ကိုဘလို့ပြောင်းပြန်လမ်းပြနိုင်မလဲ။ဒီနေရာမှာပုံမဆက်ခွန်းရဲ့အခန့်ကရာရောက်လာပါပြီ။ဟုတ်ပါတယ်။ပုံမဆက်ခွန်းလေးကဝန်ခံချက် admission ကိုအတိပဲဖွင့်ဆိုပါတယ်။အရက်စကားနဲ့အလွယ်ဆုံးပြောရရင်တော့ ကိုယ့်ရဲ့အမှုကိုအနိုင်ရဖို့ကြိုးစားနေတဲ့တဖက်လူအတွက်အထောက်ကူဖြစ်စေမယ့်အကြောင်းအရာတစ်ခုခုကိုကိုယ်တိုင်ကထုတ်ဖို့ပြောဆိုတာမျိုးပါပဲအဲ့ဒီလိုပြောဆိုချက်ကတရားဝင်စာရွက်စာတမ်းပေါ်မှာဖြစ်ဖို့မလိုဘူးပေါ့နော်မလိုပါဘူးနှုတ်နဲ့ပြောတာစာနဲ့ရေးတာအီးမေးလ်ပို့တာစာတို့ပို့တာအလုံးပါဝင်နိုင်ပါတယ်ဝန်ခံချက်တစ်ခုဖြစ်ဖို့အဓိကအချက်ထုံးချက်နဲ့ kait နီဖို့လိုတယ်တဒါဟာထွက်ဆိုချက် statement တစ်ခုဖြစ်ရမယ်နှစ် အဲ့ဒီထွက်ဆိုချက်ကအမှုရဲ့အဓိကအငင်းပွားနေတဲ့အချက်ဒါမှမဟုတ်ဆက်ဆက်နေတဲ့အချက်တခုခုဖြစ်ရမယ်ပြီးတော့တွန်းကတော့တွန်းကတော့အဲ့ဒီစကားကို အမှုနဲ့တိုက်ရိုက်ပတ်သက်သူဒါမှမဟုတ်သူတို့ရဲ့ကိုစားလဲလို့မျိုးဥပဒေကတတ်မှတ်ထားတဲ့သူတွေက ပြောတာဖြစ်ရမှာပဲစာမရဘူးလို့တရားရုံးမှာညှင်းဆိုထားပြီးမယ်စာရောပါတယ်လို့အပြင်မှာပြောလိုက်တာကိုဒါကတော့ကုမ္ပဏီအဲ့အတွက်ကြီးကျယ်နိုင်ငံဆိုင်သွားတာပဲအမတန်အကောင့်နဲ့တက်တည်ချသွားတာပေါ့ ဒါပေမဲ့ဒီနေရာမှာဥပဒေရဲ့တိမ်မွေတဲ့အချက်တစ်ချက်ကိုကျွန်တော်ဆွေးနွေးဖို့လိုလာပါပြီ။ဟုတ်ကဲ့။အဲ့ဒါကတော့ဝင်ခံချက် admission နဲ့ရာဇဝမှုတွေမှာအတုံးများပဲတရားခဏ်ရဝင်ခံချက် confession ပါကွာတယ်ဆိုတာပါပဲ။လူများစုကဒီနှစ်ခုကိုရောထွေးပြီးမှယူတတ်ကြတယ်။ဒါကျွန်မလည်းတည်ကျင်နေတဲ့အချက်ပဲ။ဘယ်နေရာမှာကွာပေါ်တာလဲရှင်။ဥပမာလူတမှုကခုမှာတရားခဏ်ကကျွန်မအခင်းဖြစ်တဲ့နေရာမှာရှိနေခဲ့ပါတယ်လို့ပြောတာနဲ့လူကိုကျွန်မတတ်ခဲ့တာပါလို့ပြောတာမျိုးလား။အဲ့ဒါတည်ကြတယ်ဥမာပဲ။ ဝင်ခန့်ချက် admission ဆိုတာကအမှုရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့အချက်တစ်ခုကိုလက်ခံတာမျိုးပါအခင်းဖြစ်တဲ့နေရာမှာရှိနေခဲ့တယ်ဆိုတာကအမှုနဲ့ပတ်သက်တဲ့အရေးကြီးတဲ့အချက်တစ်ခုကိုဝင်ခန့်တာမှန်ပဲမဲ့လူတန်းမှုကျူးလွန်ကြောင်းတက်ရိုက်ဝင်ခန့်တာမဟုတ်သေးဘူးဟုတ်ပါတယ်ဒါကတရားမှုတွေမှာရောရာဇဝတ်မှုတွေမှာပါတုံနိုင်တဲ့အခြေပြန်တဲ့အတုံးလုံးမှာတရားခံရေးဝင်ခန့်ချက် confession ကတော့ရာဇဝတ်မှုတွေမှာပဲတုံပြီးဖြစ်မှုကိုကျူးလွန်ကြောင်း တက်ရိုက်အလုံးစုံဝင်ခံတာကိုဆိုလိုတာတယ်လူကိုကျွန်တော်တက်ခဲ့တာပါဆိုတာမျိုးပေါ့ဒါဆိုရင်တရားရုံးမှာသူတို့ရဲ့တတ်တည်ခံတန်ဖိုးကလည်းအများကြီးကွာသွားမှာပေါ့တေချာပေါ့ကွာပါတယ် admission ဆိုတာအမှုကိုအားကောင်းစေတဲ့တတ်တည်ခံချက်တစ်ခုပါဒါပေမဲ့အများအားဖြင့်တခြားအထောက်ထားတွေနဲ့ပေါင်းစပ်ပြီးတုံးဆက်ရလေးရှိတယ် confession ကတော့အဲ့ဒီဝင်ခံချက်ကချင်းချောက်မလုံးပေးညင်းပန်းနေဆက်မှုတွေမှာပါပဲ။ လွတ်လွတ်လပ်လပ်နဲ့အမှန်တိုင်းပြောဆိုကြောင်းတက်တည်ပြနိုင်ခရင်အဲ့ဒီဝန်ခံချက်တစ်ခုတည်းနဲ့တောင်ဖြစ်မှုထင်ရှားစီရင်နိုင်တဲ့အထီးအစွမ်းထက်တယ်ပေါ့မှန်ပါတယ်ဒါကြောင့် confession က admission ထက်အများကြီးပိုပြီးအဆုံးဖြတ်ပေးနိုင်တဲ့တက်တည်ခံချက်လို့ဆိုနေပါတယ်ကျွန်မစဉ်းစားမိတာတစ်ခုရှိတယ်ဒီနှစ်ခုကြားမှာမိခိုးရောင်နေမီလို့မျိုးမပြီးမဖြောင့်ဖြစ်နေတဲ့အခြေအနေတွေတော့မရှိနိုင်ဘူးလား ဥပမာတယောက်ယောက်ကဟုတ်တယ်အခင်းဖြစ်တဲ့နေရာမှာကျွန်တော်ရှိတယ်လူတတ်တဲ့ဓာတ်ကိုလည်းကျွန်တော်ကင်ထားမိတယ်ဒါမဲ့လူကိုကျွန်တော်မတတ်ဘူးလို့ထွက်ဆိုခဲ့ရင်တော့ဒါက admission လား confession ဖြစ်သွားပြီလားဒါကတကယ့်ကိုလက်တွေ့ကြပြီးရှင်နေရအမြဲတမ်းရင်ဆိုင်ရတဲ့အခြေအနေမျိုးပါဒီလိုထွက်ဆိုချက်ကို inculpatory admission လို့ခေါ်နိုင်ပါတယ်ဆိုလိုတာကပြစ်မှုကျူးလွန်ကြောင်းတိုက်ရိုက်ဝဲမခံမိမြင့်ပြစ်မှုနဲ့ငှိစွန့်စင်နိုင်တဲ့အချက်လက်တွေကိုဝန်ခံနေတာပါ ဒါမဲ့ confession တော့မဟုတ်ဘူးပေါ့ confession မဟုတ်ပါဘူးဘာလို့လဲဆိုတော့ तू ကပြစ်မှုကျူးလွန်ခြင်းဆိုတဲ့အဓိကအချက်ကိုငင်းဆိုထားလို့ပါဒါမဲ့ဒါဟာတမန် admission တစ်ခုထက်အများကြီးပို့အောင်ကောင်းတယ်ဘာလို့လဲဆိုတော့တရားလိုဘက်ကတတ်တည်ပြမယ်အချက်တော်တော်များများကိုတရားခံကိုယ်တိုင်ကဝန်ခံပြီးသားဖြစ်နေလို့ပါပဲအဲ့တော့တရားလိုကသူ့တတ်တယ်ဆိုတဲ့နောက်ဆုံးတစ်ချက်ကိုပဲအဓိကထားပြီးတတ်တည်ပြဖို့လိုတော့လာပေါ့ဟုတ်ပါတယ်ဒါကြောင့်ဥပဒေမှာကိုပြောလိုက်တဲ့စကားတခွန်းချင်းစီက ဘလောက်အရေးကြီးတယ်ဆိုလားကိုပြနေတာပါဒီနေ့ဆွေးနွေးမှုကိုပြန်ကြည့်လိုက်ရင်တကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်ကျမတို့ရဲ့ကုမ္ပဏီနှစ်ခုဇလန်းမှာဆိုရင်ကုမ္ပဏီကတော်တော်လေးချိန်နေမှန်းလို့ဘူးတစ်ဖက်မှာကုမ္ပဏီခရဲ့ခိုင်မာတဲ့လုံယုတ်လုံစင်ဆိုတဲ့မမြင်ရတဲ့တက်တိပုံမှန်စစ်ချောက်ကိုရင်ဆိုင်နေရတယ်ဟုတ်ကဲ့နောက်တစ်ဖက်မှာကြတော့ကို့မန်နေဂျာကိုရန်ရဲ့ပါးစပ်ကထွက်သွားရဲ့စာရပါတယ်ဆိုရဲဝန်ခံချက်ပုံမှန်စက်ခွန်ကတက်တိအဖြစ်ပေါ်လာပြန်ရောဟုတ်ပါတယ် ဒီအခြေခံမှုနှစ်ခုကိုပေါင်းစပ်ကြည့်လိုက်တဲ့အခါဥပဒေကဘယ်အရာတွေကိုတန်ဖိုးထားတယ်လဲဆိုတာကိုတွေ့နိုင်ပါတယ်ဥပဒေက၁လုပ်ရတီမှာတည်ငြိမ်စမမစေမှု consistency in action နဲ့၂ပြောစကားဒီမှာမှန်ကန်မှု consistency in speech ကိုအလွန်လေးထားတယ်ကောင်းမွန်တဲ့လုပ်ငန်းစဉ်တစ်ခုကအမှန်တရားဖြစ်နိုင်ခြေကိုညွန့်ပြတယ်ဟုတ်တယ်ပြီးတော့ကိုကျိုးစီပါကိုထိခိုက်စေတဲ့ကိုပိုင်ဝန်ခံချက်ကလည်းအမှန်တရားဖြစ်နိုင်ခြေကိုညွန့်ပြတယ်နောက်ထပ်ယူဆချက်တစ်ခုကိုဖန်တီးပေးတယ်လေ ဒီမူတွေဟာဖြစ်ရတိုင်းကိုဗီဒီယိုရိုက်ထားတာမျိုးမရှိနိုင်တဲ့လောကကြီးမှာဘာဖြစ်ခဲ့နိုင်ခြေရှိဆုံးလဲဆိုတာကိုတရားစီရင်ရေးစစ်ဆေးရေးကရှာဖွေဖို့အတုံးတူတဲ့ဉာဏ်ပညာရှိတဲ့ဖြတ်လန်းတွေပါပဲဒီဥပဒေတွေကို1892ကတည်းကရေးဆွဲခဲ့တာဆိုတော့အခုခေတ်နဲ့ချိတ်ဆက်ပြီးစဉ်းစားလျက်လေးတစ်ခု ခြာနာခဲ့ခြင်းပါတယ်ပုံမှန်16ကစာရေးတွေစာရင်းကြိုက်တရေလိုယိုလိုစင်းကိုခြေခံပြီးစဉ်းစားခဲ့တာဒါဆိုရင်ဒီနေ့ခေတ်ကွန်ပျူတာ AI algorithm တွေ AI စနစ်တရေလိုယိုလိုစင်းကိုတော့ဒီဥပဒေနဲ့ဘယ်လိုသုံးတတ်မလဲအာအဲ့ဒါတကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ချက်ပဲဥပမာဘန်တစ်ခုရဲ့အလွတ်လပ်ငွေလွှဲပြောင်းပေးတဲ့ AI စနစ်ကသူ့ရဲ့ပုံမှန်လုပ်ငန်းစဉ်အတွဲမှာအမတစ်ခုခုလုံးမိပြီးလူတယောက်ရဲ့ငွေလွှဲအကုန်ဆုံးရှုံးသွားတယ်ဆိုပါစို့အဲ့ဒီလောက်ရဲ့အတွေ့ဘသူမှတရားဝင်တာဝန်ရှိမလဲ AI ကိုတန်းလား AI ကိုရေးတဲ့ programmer လားဒါမှမဟုတ် AI ကိုသုံးတဲ့ဘန်လားအဲ့ဒါကနှစ်ပေါင်း150ကျော်တက်တန်းရှိတဲ့ဥပဒေတစ်ခုကမျက်မှောက်ခေရဲ့စိန်ခေါ်မှုတွေနဲ့ထိတ်တိုက်တွေ့တဲ့အခါမေးစရာဖြစ်လာတဲ့မေးခွန်းတစ်ခုပါပဲ။